းကွန်ရဲစာမျက်နှာပေါ်မှာပြန်နိုင်ခဲ့တဲ့ခိုင်ရန်ဖြစ်ပွားမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအစိုးရထုတ်ရလင်းနဲ့ကော်ပိုရာတို့နှုတ်ကိုဒီနေ့ဆွန်လာ23ရက်နေ့မှာဒဂုံမျိုးမရဲစခန်းကရန်ကုန်ရဲအပ်ဥပဒေနဲ့အမှုဖွင့်ခဲ့ပြီးဒဂုံမျိုးနယ်တရားရုံးမှာရုံးထုတ်ရမန်ယူခဲ့ပြီးအာမခံပေးခဲ့တယ်လို့သိရပါတယ်။ဒဂုံမျိုးမရဲစခန်းရဲ့ရဲအရာရှိတဦးကတရားလိုပြုလုပ်ကရန်ကုန်ရဲအပ်ဥပဒေပုံမှာ30ကာဂျီနဲ့အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။ ဇွန်လ23ရက်နေ့နေ့လယ်ပိုင်းကအမှုနယ်ပတ်သက်ပြီးအစိုးရထူးရဲလင်းနဲ့ကော့ဘရာတို့နှုတ်ကိုဒဂုံမြို့နယ်တရားရုံးမှာရုတ်ထုတ်ရမှန်ယူခဲ့ပြီးနောက်အာမခံပေးခဲ့တယ်လို့သိရပါဗျ။ဇွန်လ22ရက်နေ့ညပိုင်းကဒဂုံမြို့နယ်ဦးဝီစာရလမ်းနဲ့ရွှေဒဂုံဖျားလမ်းကြောင်းမှာအစိုးရထူးရဲလင်းနဲ့ကော့ဘရာတို့နှုတ်တက္ကစီရမောင်းတအုံနဲ့ခိုက်ရန်ဖြစ်ပွားခဲ့တယ်ဆိုတဲ့စာသားနဲ့ဓာတ်ပုံများပါဝင်တဲ့ post များလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ကျရဲဝန်ထမ်းများကဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာအားတွားရောက်စစ်ဆေးခဲ့ရာတက်စီရင်ကိုမတွေ့ရှိခဲ့ပေဆိုလိုနာဗိုင်းရပ်စ်ငွေမင်ရောင်ကနေအတူအရက်သေးစာတောက်စာကစူပူရန်ကားနေတဲ့အစိုးရထုတ်ရလင်းနဲ့ကော်ပရာတို့နှစ်ဦးအားတွေ့ရှိခဲ့တယ်လို့သိရပါဗျ။တာဝန်ရှိသူများကဆက်လက်စစ်ဆေးခဲ့ရမှာအဲ့ဒီကားရှိထိုင်ကုန်းနှလုံးကြမှာရွှေအိုရောင်လက်ကင်ရိုးမှာအနက်ရောင်ရာဘာစွတ်ထားတဲ့အယူအသွား၁၆လက်မရှိရဲတင်းတစ်ခုအားတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ အဲဒီနောက်မှာတော့သက်ဆိုင်ရာတာဝန်ရှိသူတွေကအစိုးရထူးရဲလေးနဲ့ကော်ပိုရာတို့နှစ်ဦးအားတကုံမြို့မှာရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးထူးရဲလေးရဲ့တငယ်ချင်းဖြစ်သူကိုဝင်းထိုက်အောင်ကအခုလိုပဲပြောပါတယ်။တော်ရှိရအမှုရရင်ဆိုင်မှာပဲဟိုဖြစ်ထားတဲ့ခါကြတော့နောက်ပိုင်းကျတော့မှတရားဥပဒေရဆက်ပြီးတော့ဖြည့်ဆင်းရမှာအမှုယုံချင်းကိုလာမဲ့ဇွန်လ29ရက်နေ့ကိုပြန်လည်ချိန်ဆခဲ့တယ်လို့သိရပါဗျ